ဂိုရိုင်းဒေသကြီးတာယာဝတီခရိုင်တာယာဝတီမြို့နယ်တွင်2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်မီကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အထိမ့်မတ်အသိပညာပေးလက္ခဏာဆဆောင်ဖြန့်ဝေခြင်းကိုမေလ15ရက်နေ့နနက်8နာရီကတာယာဝတီမြို့နယ်မြို့မဆေးကြီးအတွင်းအပြင်ဇိဆိုင်တန်းများသို့တွားရောက်ပြီးတာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြုဆန်းဦးစီးဌာနမှခရိုင်မှုစုမှုနှင့်ဝန်ထမ်းများခရိုင်မြစ်သက်ဦးစီးဌာနမှခရိုင်မှုနှင့်ဝန်ထမ်းများသဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှခရိုင်မှုနှင့်ဝန်ထမ်းများကပြည်သူများလက်ဝဲအရောက်အခမဲ့ဖြန့်ဝေပြီး ပေးခဲ့ပါတယ်။ဆိုပါလက်ကန်းဆာဆောင်တွင်ပလတ်စတစ်ညဉ့်ဉန်းမှုတက်ဖြတ်ဖို့ပူပေါင်းဖြည့်ရှင်ဆောင်ရွက်ဆိုပလတ်စတစ်ပစ္စည်းများ၏ဆိုးကျိုးများအကြောင်းပလတ်စတစ်ပစ္စည်းများအားညစ်ပယ်သင့်သည့်အချက်များအကြောင်းပလတ်စတစ်ညဉ့်ဉန်းမှုအားတက်ဖြတ်နိုင်သည့်နည်းလမ်းများအကြောင်းပလတ်စတစ်ပစ္စည်းများထုတ်ယူခြင်းကြောင့်ပလတ်စတစ်ပစ္စည်းများကိုအသုံးပြုမှုများပြားလာခြင်းအကြောင်းစသည်တို့ပါဝင်သည့်လက်ကန်းဆာဆောင်များကိုတရားဝရီမြို့နယ်တွင်းရှိပြည်သူများထံသို့ကြဲကြဲပြန့်ပြန့်သိရှိနိုင်စေရန်အတွက်အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။ ဆိုပါလကင်းစာဆောင်ကိုတယံစာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဝင်ကြီးဌာနမှအခမဲ့ထုတ်ဝေထားခြင်းဖြစ်ကြောင်းသိရပါရရှင်။